ကဲအလုံးမေးမင်္ဂလာပါကျွန်တော်တို့ဒီဟမ်တော့ရခိုင်မပေါ့နော်အေးဆိုရှယ်မီဒီယာမှာအရင်ပြင်သွားကြတဲ့သတင်းတွေအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့အခုကတော့ဘလို့အဆင့်ကိုရောက်နေပြီလေဆိုတော့ကိုကျော်လွန်လူပေးတယ်နော်လက်ကြံဝင်နဲ့ဖြေးသီးရောင်းစားမယ်ဆိုတော့တော့ရခိုင်မပေါ့နော်သူကတော့ခုအာဖြေးသီးရောင်းစားတော့မှာပေါ့ဗျာဖြေးသီးရောင်းစားတော့မှာဆိုတော့ခုကအကျွေးရှင်နေလာပြီးတော့ဟွန်းသူ့အနားမှာပေါ့ဒီနေ့ ကုန်လုံးရှင်းတာပေါ့နော်အချီးတဲ့အကျွေးတွေကိုအကုန်ပေးပြီးတော့အမ်ဆိုတော့ကျန်တဲ့ပိတ်ဆံငွေတွေကိုပေါ့သူကတော့အရင်နှင်းလောက်ပြီးတော့ရုံစားမှာပေါ့နော်သူ ရုံစားမယ်ဖြည်းသည်မရောင်းဝယ်လည်းပြုတ်လောက်မှာဆိုပြီးတော့မျှဝလာတဲ့ဗီဒီယိုလေးတပုတ်ပါဗျအကျွေးလေးတွေလည်းကြေပါလို့ပြောလဲပြောပါလေလို့ဈေးလည်းအမှန်ကန်ရောင်းစားတော့ပါမယ်မလုံးတော့ပါဘူးလို့နောက်လောက်ခဲ့ရင်လည်းအပြစ်ပေးပါဟုတ်ရေဒီပဲရောင်းရေဒီပဲရောင်းစားရေဒီပဲရောင်းစား အန်ဒီကိုအားပေးတာမျိုးမဟုတ်ပေမဲ့ဒီလိုမျိုးဖြစ်တဲ့ဟာကိုမဖြစ်အောင်လို့ဘယ်လိုမျိုးလေးကူညီလို့ရမလဲဆိုပြီးဒါကိုဂျုံလည်းလို့ညီမတို့ကနေဝိုင်းပြီးတော့ပြောမှဆိုလုတ်ပေးတဲ့သဘောမျိုးအန်ဒီလည်းနောက်တစ်ခါမလုတ်အောင်အဲ့လိုမျိုးမလုတ်ဖို့အတွက်ကလည်းဘာလေးလုတ်ပေးလို့ရလဲဆိုတော့စဉ်းစားကြည့်တဲ့အခါကျတော့ဒီလိုမျိုးအန်ဒီကအရင်ဘာလုတ်ဘူးလဲပေါ့နော်ဈေးရောက်မှုတွေပါညာဆိုတော့အန်ဒီအတွက်အထောက်အကူဖြစ်မဲ့ဟာတခုကိုဝိုင်းဝန်းစဉ်းစားပြီးတော့ဒါအကုန်လုံးကလုတ်ပေးရအဲ့လိုဆိုအန်ဒီဘက်ကနေပြီးတော့နောက်တစ်ခါဒါမျိုးကိစ္စတွေပြန်မလုတ်ဖို့လဲလို့တို့အကုန်လုံးကဒါချွေးနေစားစစ်စစ်နဲ့လှူတာဖြစ်တဲ့အတွက်ဒီပတ်စံကိုတံမိုးထားပြီးတော့လေဟိုလုတ်တင်လုတ်ထိုက်တဲ့ဟာပေါ့နော် အဲဖြစ်တင်ဖြစ်တိုက်တဲ့ဟာကိုပဲကိုကဦးစားပေးပြီးတော့လောက်ရမှာနော်အမြဲတမ်းပေါ့နော်ဟုတ်ကျမကျမတားကသူ့အမိနဲ့ရလိုက်တယ်သူ့အမိနဲ့ရတော့ဒါကျမရဲ့မိပေါ့ခလေးကလည်းသူတို့ခေါ်ခိုင်းတာမဟုတ်ဘူးသူတို့ကတော့ခေါ်ခိုင်းနေပေါ့ခလေးကိုကျမကလည်း ပဲပဲပါပါခေါ်တယ်လေအဝတ်တွေတွားချော်ရင်လည်းခေါ်သွားတယ်အဝတ်မချော်ဘဲနဲ့လည်းအိမ်မာနေနဲ့သူ့အိမ်ကိုတွားတယ်အဝတ်စားလေးတွေခလေးဥစားလေးတွားတွားချော်ပေးတယ်ရေမိုးချိုးပေးတယ်နှစ်လသုံးလသားလေးတွေကကျမပြုစုနေတာပေါ့အင်းတမိမေရဲ့နောက်လာတမိမေရဲ့နောက်အိမ်တော်ပေါ့နော်နောက်အိမ်တော်ရဲ့အမေပါနောက်ပိုင်းရလည်းမလုပ်တော့ဘူးလေဈေးပဲရောက်တယ်အဝတ်လည်းတွားမချော်တော့ဘူးခလေးကြတော့ဘာဖြစ်လို့လဲဆိုတော့မပြတ်နိုင်တာအိမ်မားတော့ ကလေးဝစ်စားလေးဒီဒါလေးတွေတော့ကျမသားဝင်စားထားတဲ့အတွက်ကျမသွားပြီးတော့ပြုစုလောက်ကင်ပေးရမှာလေဟွန်းဆုံးသွားတဲ့တာဝင်စားတာဝင်စားတာသူကဖေးအချီတော့ပြန်လဲပေါ့ဖို့ပြရညာပဲပဲဟုတ်ပါတယ်ပြက်တယ်အဲ့ဒါကြောင့်မို့ကျမကျမကိုလည်းအမေရဲ့အမေလို့ခေါ်တော့ငငယ်လေးတွေကနလားသုံးလားလေးတွေကကျမသွားသွားပြီးပြုစုလောက်ကင်အဲ့အခါကျရင်ကိုယ့်ဟာကိုယ်ဒီတိုင်းမဲ့အဝတ်သွားချော်တယ်ဒါလည်းကြီးသွားတော့ 个话靠靠大的大个，个力量来做比较个，就是力 ဟုတ်အမကကြတော့အမရဲ့ဒီတိတ် collection အကောင့်မှာဗောနော်ဒီကလေးလေးနဲ့ဖြစ်သွားတဲ့ကိစ္စကိုအမအရင်တွေးလိုက်တာတွေးလိုက်တော့အမကကြတော့ကလေးမိခင်တယောက်အနေနဲ့ဒီဟာကိုပြော့ပြပေးရဗောနော်ပြော့ပြတဲ့အချိန်မှာကိုဂျွန်ကနေပြီးတော့လာဆက်သွယ်တာပေးရနေပြီးတော့လေအဲညီမလေးဒီကိစ္စဖြစ်သွားတဲ့ဟာကိုအကိုလည်းကူညီချင်တယ်ဗောနော်ဒါပေမဲ့ तू ကကြတော့လက်လွတ်စပယ်ကူညီတာမျိုးမဟုတ်ဘူး तू ကတခိုးအားပေးတာလည်းမဟုတ်ဘူး तू ကဘယ်လိုမျိုးဖြစ်စေချင်တာလဲဆိုတော့ဒီ NDE ကိုကြတော့အလုပ်တစ်ခု ူပေးနိုင်အောင်လို့ပေါ့နော်လောတစ်ခုပေးတဲ့နေရာမှာလဲဥမာအနည်းကငိုကတော့လည်းဈေးရောက်တဲ့အခန်းရှိရဖြစ်တဲ့အတွက်ဈေးလေးရင်းပေးရမလားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပြီးတော့တွားကြည့်ပေးပါပေါ့နော်ပြီးရင်ဒီအန်တီနဲ့သူဗီဒီယိုကောလေးပြောပေးမယ်ပြောပြီးသွားတဲ့အခါကျလို့ရှင်သူ့ကိုတစ်ချက်တအမညီမနဲ့တိုင်ပင်ပြီးတော့ပေါ့နော်ဘယ်လိုလုပ်ပေးရမလဲခလေးမိခင်ရောပေါ့နော်အဲ့ဒါအဲ့ဒါနဲ့ပဲအမကနေပြီးတော့ဒီအန်တီတွေရှိတဲ့နေရာကိုလာပြီးတော့ဆက်သွယ်ပြီးတော့အဲ့လိုလုပ်ပေးရဟုတ်ဆရာကလည်းဒီနေ့ပေါ့လားအခုမေဘာပါလာလဲဘယ်လိုလေးဖွဲ့ချပြီးတော့ဆက်ပြီးသွားမယ်ပေါ့ဒါလေးလေးပြောပြီးဟုတ်ဟုတ် ပုံမှန်ကိုဂျုံကကိုဘယ်လိုပြောထားလဲဆိုတော့ဒီ NDR ကြတော့သူကအကျွေးရှစ်သိန်းဆက်စရာရှိရလို့ပြောတယ်ဒီနေ့ဆိုလို့ရှင်ဒါအကျွေးရှင်နေအကုန်ပါပြီပြောပါတော့အကျွေးရှင်နေဝိုင်းရအောင်ပေါ်ထားတယ်အလူငွေဟိုဟာပေါ့အကျွေးရှစ်သိန်းဆက်ပေးရမယ်ပြီးပါရင်ဒီညီမလေးကကြတော့အကျွေး၅သိန်းအကျွေး၅သိန်းဆက်ပေးရမယ်အဲ့ဒါအကုန်လုံးကိုဂျုံကဆက်ပေးတယ်အကျွေးရှင်နေအကုန်လုံးလည်းဒီမျက်မြင်ကိုတို့အကုန်လုံးခေါ်ထားရပေါ့နော်ကျန်တဲ့ဒီ9သိန်းပို့တယ်9သိန်းပို့တာကြတော့ဒီ ND ကိုတစ်ခုခုပေါ့နော်ဈေးရင်းဖို့အတွက်ပေါ့နော်ဥပမာ NDR ဈေးရောက်မှပြောထားတဲ့အတွက်ဈေးရင်းဖို့အတွက် ဒါဈေးရင်းပေးလိုက်တာပေါ့နော်အန်ဒီကဆက်ပြီးတော့ဈေးရောင်းချမယ်လဲပြောထားတယ်အဲ့အဲ့လိုလုပ်ပေးထားတယ်ပြီးတော့အမားကကြတော့အမားနဲ့ဒီ customer နဲ့ဒီတခြားလူတဲ့လူတွေအကုန်လုံးကကြတော့ဒီခလေးအတွက်ပဲဥတီပြီးလုပ်တာဆိုတော့အမားကတော့ခလေးကိုပဲလုပ်တယ်အဲ့လိုမျိုးတော့စီစဉ်ထားတယ်အလုံးပေါင်း30ကိုကျွန်မလှူတာပေါ့နော်ဟုတ်ဟုတ်ဟိုအားကြတော့အန်နီကကြတော့ဘသူရဲ့အကျွေးရှင်လဲစာတီဖြူစာတီဒီမာလေးရဲ့ကလေးအမေရဲ့အကျွေးရှင်အလုံးပေါင်းဘယ်လောက်ယူထားလဲ5သိန်း5သိန်းယူထားနော်ဟုတ်ဒီအားကြတော့ဘသူကလှူတာလဲဆိုကိုဂျုံလင်ကနေလှူပေးတာနော်ကိုဂျုံလင်ကနေလှူပေးတာဆိုဒါအန်နီရဲ့အကျွေးကို तू ကနေပြီးတော့ ဆက်ပေးလိုက်တာပေါ့နော်ဒါကကိုညီမလေးရဲ့ကလေးမေရဲ့အကျွေးဟုတ်တယ်နေကြည့်ပါဦးဟောအမကကြတော့ကျွေးကလည်းမြင်လိုက်တာသုံးသိန်းကဘသူ့ရဲ့အကျွေးလဲမမကမကျွေးဟုတ်လားမဒီမှာသုံးသိန်းပေးရမှာနော်နေပါဦးဒါကြတော့ဒီတော့ရခိုင်မာကြီးရဲ့အကျွေး၃သိန်းနော်ဟိုဟိုမတွေကကြတော့အကျွေးဘယ်လောက်လဲ၂သိန်း၂သိန်း၂သိန်းချက်ကပါနော် ဟုတ်ဘာလို့ညာပြည်စုပံကျွေးတယ်ပြည်စီနော်နောက်တက်ဘာလို့ဆက်ကမှာလဲအဲ3သိန်းဆက်ကအဲ့ဒါဆိုလို့ရှိရင်အလုံးပေါင်းတော်ရခိုင်မာကြီးအတွက်က3သိန်းရ3သိန်းရ2သိန်းရ8သိန်းနော်8သိန်းဒီညီမလေးအတွက်ကကြတော့9သိန်းအဲ့တော့ကြံတဲ့ဟာကကြတော့9သိန်းပို့တယ်ဒီ9သိန်းကကြတော့ကိုကျွန်းလေးကဘလိုမျိုးလဲဆိုတော့အမကိုစီဝါရေးလုပ်ဖို့အတွက်စီဝါရေးဆိုတာအန်ဒီကအရင်တော့ဈေးတွေပါရောင်းမှုတယ်ဗျာညာဆိုတော့ဈေးတော့ရောင်းစားရမယ်နော်ဈေးတော့ရောင်းစားမယ်နောက်တစ်ခါဒီလိုမျိုးတွေ ်အဲ့ဒီထပ်ပြီးတော့လုံးလို့မရဘူး။ဘာလို့ဆိုဒီဟာဆိုရှယ်မီဒီယာနဲ့လည်းသွားတာဖြစ်တယ်။ကိုကမပြောရင်တော့မှအကုန်လုံးကပြန့်နှံ့ပြီးတော့ဟိုနေ့ဖြစ်မှာဆိုတော့လေအနည်းဘက်ကလည်းဒီဟာကိုဟိုစောင့်သိမှုလိုတယ်။စောင့်သိမှုလိုတယ်။ဒါပြောမှဆိုလို့ရှိရင်သူ့ရဲ့ချွေးနှဲစာဒါအစ်စ်နဲ့လှူလှူပေးတာအန်ဒီကိုနောက်တစ်ခါဒီလိုဖြစ်လာရင်လည်းသူကလုံးဝကူညီမှာမဟုတ်ဘူး။ပြောရရင်ရရှိတယ်ဘောကျောင်းရဲ့အမေ ကျမ်းမဆန်းတာပါစေလို့ဆုတောင်းပါမယ်။ဒီလိုနဲ့မတောင်းပါစေလို့။ဘယ်လိုပါနေလဲ။အကျွေးလေးလေးနဲ့ကြေပါလို့ပျော်လဲပျော်ပါတယ်လို့ဈေးနဲ့အမှန်ကန်ရောင်းစားတော့ပါမယ်။မလုံတော့ပါဘူးလို့။နောက်လုံခဲ့ရင်လည်းအပြစ်ပေးပါ။ဘာလို့မပြောလဲ။ဘယ်လိုပြောလဲ။ဂျူးတူကအရင်နေရွေးဆိုတော့ဘလိုလေးတော့ကုစိတ်ကမှခံစားနေရတယ်။ကျေးဇူးတော်ပါနော်။ကိုကျွမ်းလွန်ပေးခဲ့တဲ့လက်ကျန်ဝင်တော့ဖရီဒီ နော်ဖြည်းဒီရောက်ဆောက်ရမယ်ဆိုတော့တော့ရခိုင်မှာအကြောင်းလေးပါဆိုတော့ခလေးကတော့ပေါ့နော်အာသူဝင်နော်သူသားဝင်စားတဲ့ခလေးဆိုပြီးတော့လာသားအွေကလေးကပေါ့နော်အမေးဆောင်းချောက်တဲ့ထင်းပိတ်ခရတဲ့အဖေါ်ပေါ့နော်ပြောမှာဆိုချီအဝက်ရွှေနေနေခွာတော့တယ်ပေါ့နော်အဲ့ဒါကြောင့်စိတ်ချပြီးထိလိုက်တာပါလေအခုဖြစ်တော်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတားလေးကိုနောက်ပိုင်းမှာပေါ့နော် ရင်အုံမကွာစောင်းလျှောက်တော့ပါမေပေါ့နော်ကလေးငှားစားတာလည်းမဟုတ်ပါဘူးလဲဆိုတော့ကလေးမိခင်ပေါ့နော်ဇာရှိဖြိုးဖြစ်ပါလေဗျာဆိုတော့ဒီပေါ့နော်ဒီလိုပြဒနာတွေကကြီးထွက်လာကြတာပေါ့နော်အဲ့လိုမျိုးဆိုတော့မြန်မာနိုင်ငံမှာတော့ပြောမလို့ဒုက္ခရောက်တဲ့လူကိုအာကုညီမဲ့မဲ့လူတွေများပါရှိပါနော်ဒီ social media online စနောက်တစ်ခါဒီ bright သမားလေးတွေပေါ့နော်နောက်တစ်ခါဒီဆောင်ရွက်ပေးကြတယ်ပေါ့နော် online social media က လူမှုကွန်ရက်ဆက်မျက်နှာမှာတွေ့ကြတဲ့လူတွေပေါ့နော်အနေနဲ့ရဲရဲမှရှိကြတဲ့လူတွေကတော့ကုညင်စောင်းရှောက်မှုတွေပေးတာကိုဝမ်းသာစရာကောင်းပါတယ်ဆိုတော့အကျွေးတွေကအများကြီးတွေ့ရတယ်ပေါ့နော်အကျွေးရှိသိမ့်ဆိုမှအများကြီးဟမ်ဆိုတော့အကျွေးဆိုတာလေးကြောက်စရာရန်ကောင်းပါနော်ဒီပြည်စုပါမှာလေးမကောင်းဘူးနောက်တက်မလွန်မှာ ဆိုလိုတန်တရားမှာဆိုရှိပူကြောက်စရာကောင်းမယ်။အဲကြောင့်အကျွေးယူဖို့လေသူများစရာရှောင်ကြည့်ရဖို့လိုပါလေ။ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့နော်ကျွန်တော်ပြပြများဘလို့မက်ရှာပေးခြင်းတလေမက်ရှာပေးတော်လို့ရပါလေ။ဆိုတော့ကျွန်တော်တို့အမြင်နေတဲ့အထင်မှာပေါ့နော်ဒီလိုဒုက္ခပြဿနာတွေကိုဖြစ်ရှင်းနိုင်တာကတော့ကျွန်တော်တို့ social media online ကအဲ online သမားတွေပေါ့နော်။ social media မှာရှိကြတဲ့ media သမားတွေပရိတ်တသမားလေးတွေပေါ့နော်အာသူလူတွေကလည်းပဲကူညီတာကိုကျွန်တော်တွေ့ရတာဝမ်းသာစရာတွေကောင်းပါလေကိုကျွန်းလွှင်ပေါ့နော်ကိုကျွန်းလွှင် လာပြီးတော့လှူတာပါနောက်တစ်ခါမှတင့်ပေါ့နော်လာပြီးတော့လေအမေဖြေလှုပ်တော့တာလေအချိုးအချောင်းလေးကိုဆက်ဆက်ပြီးတော့မေးတာလေအမ်ဆိုတော့ဒီဒီကိုကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးလေးတင်ရမယ်အမ်ဒီမားပေါ့နော်မရခိုင်မလေးဖေးသီးရောင်းစားပြီးတော့အကိုရီအမားတွေကိုပေါ့နော်ပြင်ဖို့နော်ကိုရီအမားတွေဒီလိုမှားတော့တဲ့ဟာရောနောက်လာမယ့်အနာဂတ်တွေမှာအမ်ကောင်းကောင်းမွန်မွန်လူဘဝကိုပုံမှန်လေးဖြစ်အောင်၆တော့ဖို့နောက်တစ်ခါအကျိုးကင်းအောင်နေဖို့အရေးကြီးကြပါဘောနော် ဘောမှာအကျွေးတွေရှိလာပြီဆိုလို့ရှိရင်ကြောက်စရာရန်ကောင်းပါတယ်အကျွေးဆိုတဲ့ပုံမြင်ဝတ္ထုတရကားတွေကတော့เนาะအကျွေးနဲ့ပတ်သက်လာကြောက်စရာကောင်းနေနောတွေဖြစ်လိုက်ခွေးတွေဖြစ်လိုက်ရွေးတွေဖြစ်လိုက်ဒီလိုပုံမြင်လေးတွေရှိပါတယ်ဆိုတော့ကဲဝမ်းမြောက်ဝမ်းသာစွာဖြစ်ပေါ့เนาะကျွန်တော်တို့အမ်ကိုကျွန်းလွန်လှူပေးတဲ့အလှူနဲ့မတင်လို့လာပြီးတော့အားရောက်အပင်းမှုတွေကိုပေါ့နော်မြင်ပြီးတော့ကျွန်တော်တို့ဝမ်းသာစွာဖြစ်ပေါ့နော်ဒီဗီဒီယိုလေးကိုအနေငယ်ကျွန်တော်တို့တောင်းကျူးချင်းတွေကနေပြီးတော့နေငယ်မျှဝေပေးလိုက်ရပါတယ်ဗျကဲဆိုတော့ နောက်မလုပ်တော့ပါဘူးဆိုတော့ဂတိကလေးပေးပါတယ်ပေါ့အမှောက်ကိုပြင်ပြင်ဖို့အခွင့်အရေးပေးခဲ့တယ်ဆိုပြီးတော့မျက်ဝေလာသေးပါဆိုတော့နောက်တော့ကျွန်တော်လည်းအားပေးတယ်ဘယ်သူမှအားမပေးဘူးကျွန်တော်လည်းအားပေးတော့နောက်လည်းမလုပ်တော့ပါဘူးစက်ကက်လုံးမလုပ်တော့ပါဘူးအခုလိုဖြစ်သွားတော့လေအကျိုးတွေဒီလိုဖြစ်သွားတာအချက်လေးချက်ပါတယ်။အင်းအကျိုးတွေမြောက်တော့ပေါ့။ဒါကြောင့်ခလေးကြောင့်လို့ပြောတာပတ်သက်ပြီးတော့နော်။အဲဒါကြောင့်ကျွန်တော်ကစိတ်သိမ်းယူတာ။နောက်ပြီးတော့ဒါကတော့ကျွန်တော်ဒီကြိယာရောက်လာတယ်။စိတ်ကြတယ်။နောက်ပြီးတော့ကျွန်တော်လမ်းညွှန် အကွာကိုကျွန်တော်ဝေမှန်းစီစိတ်ရတဲ့လို့เนาะဘာလဲအကွာကိုဝေအားလိုက်လို့ဒီလိုကောင်ကလာအောင်မှာပဲပြင်းပြင်းကြီးကြီးအောင်အဲ့တော့ယုံကြည်ရတဲ့ဒီမှာကိုနေကိုနေကိုမအခက်မှာပေါ့ပေးခဲ့တာကအကွာလုံးကျင်တဲ့အခါကျတော့အဲ့ဒါမှပေါ့နော်ဈေးရောင်းနေတယ်ဆိုလို့ရှင်ဈေးဘူးအရင်ဘယ်လောက်လဲဆိုတာဒီထုတ်ပြနေတယ်အဲ့နော်ကြောင်းဟုတ်ပြီနော်တကယ်လို့ဈေးရောင်းမယ်ဆိုရင်ကျွန်တော်ပုံစံနဲ့ကျွန်တော်လာကြည့်တယ်ကျွန်တော်လည်းအားပေးမယ် ဘယ်သူမှအမပေးရင်ပြောလာအောင်နော်ကျွန်တော်ကဒီရှုပ်ရအိမ်ကြီးရโอเคအော်အိမ်ကြီးရဒီကလည်းဟိုလူတာလူရတာလေလူတာလူရတာဒီလူနဲ့ကတိရတောင်းမှရနော်ကိုရီးယားလူပြီးတော့မှအာလူကအလူကနဲ့လူပါကတခုခုထားလို့လို့ဆိုရင်ကျွန်တော်တို့လည်းမကောင်းဘူးကလေးလေးပြအဲ့တော့ဒီရံခိုင်းဒါဒီမှာစနေပြလိုက်တော့ဒါတော့ဒီမှာနိုင်ငံခြားလူသားတွေဖန်လာလေသူကနိုင်ငံခြားလူသားတွေအဲ ပါမာလေးရောက်တာပေါ့နော်ပါမာလေးရောက်တာပြောတယ်သူကတရားရဲ့တရားနိုင်ငံမှာအင်ပေါ်လုပ်ပြီးတော့အန်တီရဲ့အဖြစ်ကိုကယ်တင်ပေးခြင်းအတိတ်ကအွင့်ရေးပေးခြင်းလားနောက်နောက်ဒါမျိုးမလုပ်နဲ့သူကိုယ်တိုင်အဲ့ဒီဓာတ်စာလေးနဲ့အဲ့ဓာတ်စာလေးရတယ်ပြီးတော့၅သိန်းကျော်ပေးခဲ့တာနော်ခလေးဘက်ကတစ်သိန်းကျော်အဲအဒီဘက်ကတစ်သိန်းကျော်ပေးခဲ့နော်အဲ့ဒီမှာလေးရတယ်အဒီတရားအဲ့ဒီခရီးလေးပဲတောင်းပေးပါဆိုပြီးကျွန်တော်အဲ့ဒါကိုပြောပြတာ ကေဒါတော့ပေါ့တော့နောက်ဆုံးမလုပ်တော့ဘူးเนาะဂတိပေးရပါတယ်ဆိုပြီးတော့လည်းပဲအဖားတွေကိုပြင်ဖို့ပေါ့เนาะရခိုင်မပေါ့เนาะဒေါ်ရခိုင်မကိုပိတ်ဆံလာလှူတော့ကြတယ်ပရဟိတသမားလေးတွေပါเนาะအဲ့ဒါသမားတွေလည်းကြောင်းလိုက်ပါဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့เนาะကျွန်တော်ပြပါများဘလို့ matcha patient တွေ matcha ပေးတော့လို့ရပါတယ်ဗျာဆိုတော့မရှိလို့တောင်းစားတာလက်ခံလို့ရတယ်လေခိုးစားတာကတော့ခိုးစားတာကတော့အကျင့်ပြတယ်ပေါ့เนาะသူခိုးဆိုတာလိန်ညာလှစ်ပန်ဟွန်းတနာအောင်ပြောတတ်တယ်လေ မူလဗီဇကိုဖုံးကွယ်ဟန်ဆောင်ပြတ်တဲ့ကြတယ်သနာလို့ရတယ်လဲလက်မှန်ပြတ်လို့ရတယ်ပေါ့နော် RP40 မလို့ app ဘောနော်လူငွေတွေကိုရင်လက်ဗီဇဗီဇတွေပျောက်ပါဘူးလက်သူတို့ထားမရှိတဲ့သူတွေ line ပေါ်မရောက်ပေးနော်လူမသိအောင်တောင်းစားနေကြတာအများကြီးပေးလှူပေးပါလားဆိုပြီးတော့လေနော်ပညာရန်တီအရှင်ကနေပြီးတော့အဲ comment လေးလေးရေးလာပါသေးတယ် ကဲဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါလိမ့်ဗျ။နောက်သေးဆန်းလာမယ့်ဗီဒီယိုများမှာလည်းပြန်လည်ဆုံးဖြတ်ဖို့ကျွန်တော်ရဲ့ဗီဒီယိုများကိုဖိတ်ခေါ်လိုက်ရပါမယ်။